ခရစ်တမြမအတန် TVB ရဲ့နိုဝင်ဘာလ14ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့အမျိုးသားအောင်ပွဲနေ့မှာစီးလုံးညီညွတ်ကြဖို့ NUG အစိုးရကတိုက်တွန်းလိုက်တဲ့သတင်း ကျန်းပြနေနေရဲ့အထူးတပ်ဖွဲ့အမေရိကန်ကဖွဲ့စည်းလိုက်တဲ့သတင်းနဲ့မြန်မာထိုင်းနယ်စပ်မောတောင်မြို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကသိမ်းပိုက်လိုက်တဲ့သတင်းတွေလားဆင်ကြရပါပါအမျိုးသားအောင်ပွဲနေ့မှာကိုလိုနီခေတ်တော်လှန်ရေးကိုနေဦးတော်လှန်ရေးနဲ့နိုင်ရှင်ပြီးဆင်အာနာရှင်စနစ်ကိုအဆုံးသတ်ဖို့စီလုံးညီညွတ်စွာတိုက်ပွဲဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းလိုက်ပါတယ်ဒီကနေ့ကြာရောက်တဲ့၁၅နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဂုဏ်ပြုတဝင်လွှာမှာဖော်ပြထားတာပါ အတိတ်သမိုင်းကနေချက်စနစ်ကိုတောင်တားမြေပြမခွဲခြားဘဲစီလုံးညီညွတ်စွာတွန်းလှန်ခဲ့တယ်လို့မျိုးလက်ရှိနေဦးတော်လိုင်းရင်မှလည်းစစ်အာဏာရှင်စနစ်ကိုအပိတိုင်ဖျက်သိမ်းဖို့အတွက်တိုင်းသားတော်လိုင်းရေးအဖွဲ့တွေအပါဝင်ပြည်သူအလုံးကတစိုက်တဝန်းတည်းနဲ့ဆက်လက်တိုက်ပွဲဝင်ကြဖို့ NUG ကတိုက်တွန်းထားပါတယ်ဒီတော်လာရေးကနေတစ်ဆင့် Federal Democracy ပြည်တော်စုကြည်တိဆောက်ရေးဆိုတဲ့တမိုင်းတင်မှတ်တိုင်ကိုစိုက်ထူသွားကြဖို့လဲအလေးနဲ့ထားတိုက်တွန်းကြောင်းတဝင်လွန်မှာဖော်ပြပါတယ် ဗြိတိရှားကိုလိုနီခေတ်ကရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့တပိတ်တိုက်ပွဲကနေစတင်ခဲ့တဲ့အမျိုးသားအောင်ပွဲနေ့ရဲ့စိတ်ဓာတ်ဟာမြန်မာတနိုင်ငံလုံးဖိနှိပ်မှုကနေလွတ်မြောက်ဖို့노ကြားစေခဲ့တဲ့နေ့တစ်နေ့ဖြစ်တယ်လို့ဆိုပါတယ်။ န္တသိန်းစစ်ကောင်စီကတော့အမျိုးသားနေအထိမ်းမှဖွဲ့ထုတ်ကုန်ထူးတွေကိုဒီကနေ့မနက်ကပေးအပ်ချင်းမြင့်ရာမှာတတ်ထောက်ခံသူဟာတာသေယုံဆောင်ဒိန်းတောင်ငိမ့်ချအောင်သည်ခိုင်နှင်းဝင်နဲ့ဝင်လူကျော်အပါဝင်၁၂ယောက်ကလူမှုထူးချွန်စုတွေရရှိခဲ့ပါတယ်စစ်တပ်ကပေးတဲ့လူမှုထူးချွန်စုပထမအဆင့်ကိုဟာတာသေယုံဆောင်ဒိန်းတောင်နဲ့ဒါရိုက်တာစင်ယောမမောင်တို့ကရရှိခဲ့ပြီးလူမှုထူးချွန်ဒုတိယအဆင့်ကိုဟာတာသေယုံဆောင်ငိမ့်ချသေယုံဆောင်ဝင်လူကျော်နဲ့ခိုင်နှင်းဝင်တို့ကရရှိခဲ့တာပါလူမှုထူးချွန်စုတတိယ အဆင့်ကိုတေယုတ်ဆောင်ထူခန့်ကျော်အုံသီးနဲ့ဦးတိန်ညွန့်တို့အပြင်ဒါရိုက်တာတွေဖြစ်တဲ့ညုံမင်းလွင်ကိုစောအာရဦးကျော်စောလင်းအတွေးပုံရိပ်တို့ကိုစစ်ကောင်စီကပေးအပ်ခဲ့ပါတယ်။အလားတူလူမှုထူးချွန်စုတတရအဆင့်ကိုလည်းစက်သမင်လောကမှာနာမည်ကြီးတဲ့တင်မောင်ဆန်းမင်းဝင်းနဲ့ပထမကေခိုင်တို့ကိုစစ်ကောင်စီကပေးခဲ့ပါတယ်။အနာသိမ့်ပြီးစစ်ကောင်စီကပေးတဲ့လူမှုထူးချွန်စုတွေကိုရအောင်ရဲအောင်ခန့်စီသူစိုးမြတ်သူစားမေတင်စားဦးခန့်တင်းချီနဲ့မေတ္တာနှုတို့ကရရှိထားပါတယ်။ မြန်မာပါဝင်အရှိတအအရှမှာခရစ်တိုငွေကြေးအွန်လိုင်းငွေလိမ်လည်တဲ့ကြားဖြတ်လုပ်ငန်းတွေကိုတက်ဖြတ်နိုင်နေဖို့အတွက်အထူးတပ်ဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်းအမေရိကန်ဆိုရကနိုဝင်ဘာ12ရက်မှာကြေညာပါတယ်။ငွေလိမ်ခိုင်းတက်ဖြတ်ရေးအထူးဖွဲ့လို့အမည်ပေးထားတဲ့အဖွဲ့ကိုဝါရှင်တန်မှာအမေရိကန်ဆိုရကနေဂျင်နိုင်းဖာဒစ်ပီရိုကဦးဆောင်ပြီးဖက်ဒရယ်ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့အတူဖွဲ့စည်းလိုက်တာပါ။ဒီနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်တဲ့အဖွဲ့တွေကခရစ်တိုငွေကြေးယင်းနှိမ့်ညွတ်နာမှုလိမ်လည်တာတွေယုံကြည်အ အောင်လှည့်ပြတဲ့နီလန်ပေါင်းစုံတွေတုံးပြီးတမအမေရိကန်ပြည်သူတွေရဲ့ဘဝတသက်စာစုဆောင်ထားတဲ့ပိတ်ဆံတွေကိုလိမ့်လေခိုးယူနေကြတယ်လို့ဆိုပါတယ်။ဒီငွေလင်းစခန်းတွေကိုမြန်မာလောက်နဲ့ကမ္ဘောဒီးယားနိုင်ငံတွေမှာထားရှိပြီးလူကုန်ကူးခံရသူတွေကိုလက်နက်ကိုင်ဖွဲ့တွေရဲ့အဆောင်ကျအောက်မှာအတင်းအဓမ္မညှဉ်းပန်းနှိပ်စက်ခိုင်းစေနေတာဖြစ်ပါတယ်။အစ်စ်ဖွဲ့စည်းလိုက်တဲ့အထူးတပ်ဖွဲ့ဟာမြန်မာနိုင်ငံလေကအွန်လိုင်းငွေလိမ့်လည်မှုစခန်းတစ်ခုကိုစတင်စစ်ဆင်ရေးလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒီစစ်ဆင်ရေးတွေရ ဲ့တစ်စိမ့်တစ်ပိုင်းအနေနဲ့ဒီမိုကရေစီအကျိုးပြုကရင်တက်မလို့ DKBA ကိုအရေးယူပိတ်ဆို့တန်ခတ်မှုတွေပြုလုပ်ခဲ့ကြောင်းအမေရိကန်အစိုးရရဲ့ထောက်ပြချက်မှာဖော်ပြထားပါတယ်။ မြန်မာထိုင်းနယ်စပ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ရှိမောတောင်မြို့ကိုတော်လိုင်းရေးပူပေါင်းတပ်ကနိုဝင်ဘာ14ရက်မနေ့ပိုင်းမှာတိမ့်ပိုက်ခဲ့တယ်လို့ဒေသခံတွေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေစီကသိရပါဗါတော်လိုင်းရေးတပ်ဖွဲ့တွေကမောတောင်မြို့ရှိစစ်ကောင်စီရဲ့တပ်စခန်းနဲ့ဂိတ်တွေကိုနိုဝင်ဘာ17ရက်ကနေ14ရက်နေ့ထိတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဒီကနေ့မနေ့မှာတိမ့်ပိုက်လိုက်တာပါ အဆိုပါတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖက်ကဝိုင်းတွန်းလေရင်တွေအုံပြုပြီးဘုံကျဲချတာကြောင့်ထိခိုက်သေးဆုံးသူတွေလည်းရှိနေတယ်လို့စစ်ရှောင်းတဲ့ထိုင်းနိုင်ငံရောက်ဒေသခံတွေစီကသိရပါတယ်။အခုလက်ရှိမှာတော့ထိုင်းမြန်မာနယ်စပ်မြင်တဲ့ဥယျာဉ်ချမ်းမြေတွေမှာစစ်ပေးရှောင်းပေါင်း၂000ကျော်ရှိနေပြီးစံတရိတ်ခါနဲ့စေဝါတွေလိုအပ်နေတယ်လို့စစ်ပေးရှောင်းတွေစီကသိရပါတယ်။ ကပလီပင်လယ်တွင်နှစ်နိုင်ငံရေချောင်းလုံခြုံရေးဆိုင်ရာပူးတွဲစီရင်လေ့ကျင့်မှုတွေပြုလုပ်ဖို့ရုရှားရေတပ်စီရင်သုံးဆင်းဟာရန်ကုန်မြို့တေလဝါစိတ်ကမ်းကိုရောက်ရှိနေပါတယ်။ရုရှားရေတပ်က free gate စီရင်ရင်တစဉ် ကော့ဗစ်စစ်ရင်ရင်ဒဇင်းနဲ့ထပ်ပိုင်ရင်စစ်ရင်ရင်ဒဇင်းတို့ဟာတတိယအကြိမ်အဖြစ်မြန်မာရုရှားနှစ်နိုင်ငံရေချောင်းလုံခြုံရေးဆိုင်ရာစစ်ရင်လေ့ကျင့်မှုတွေပြုလုပ်ဖို့နဲ့ချစ်ကြည်ရေးခရီးအဖြစ်တီလဝါစစ်ကမ်းကိုနိုဝင်ဘာ10ရက်မှာရောက်ရှိလာခဲ့တာပါမြန်မာနိုင်ငံဆိုင်ရာရုရှားတန်ယုံထုတ်ပြန်ချက်မှာတော့ရုရှားရေတပ်ရဲ့ဒီခရီးစဉ်မှာနှစ်နိုင်ငံပူးတွဲရေတပ်စစ်စင်ရေးလေ့ကျင့်မှုတွေအပြင်မြန်မာရေတပ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးတာတွေလည်းလှုပ်ဆောင်သွားမယ်လို့ဖော်ပြထားတယ်